မင်္ဂလာပါခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးချုပ်ဆိုလိုက်ပါတယ်ဆံမကတော့ Solar Nuni ဖြစ်ပါတယ်ဆံမအနေနဲ့ဒီတစ်ပတ်ပြောပြပေးသွားမယ်အကြောင်းအရာလေးကခொနေသားသမီးများထဲမှာအခြေအကံတရာအပြောင်းလဲဖြစ်မဲ့နေသားသုံးနေကိုဆံမပြောပြပေးသွားမှာဖြစ်ပါတယ်ဒါတော့အပတ်စဉ်ပြောနေကြအတိုင်းပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်ဘယ်နေသားလေးတွေကအခြေအကံတရာအပြောင်းလဲဖြစ်မလဲတစ်ပတ်တာအတွင်းပေါ့နော်ကံကြမ္မာအပြောင်းလဲကိုဆံမတဲတော့ကံကြမ္မာလေးကိုဖတ်ကြပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်ဘ ငယ်နေသားသမီးတွေကအခြေခံစဏပြောင်းလဲမလဲဆိုတာလေးကိုဆက်မနဲ့အတူလိုက်ကြည့်လို့ရပါတယ်နော် ဲ့တော့ပထမဆုံးနေသားလေးပေါ့နော်ပထမဆုံးဘယ်နေသားလေးကဒီတစ်ပတ်အတွင်းမှာအခြေကန္တနာပြောင်းလဲဖြစ်လာနိုင်လဲပေါ့နော်အဲ့တော့လက်ရှိဒီကန္တမာကလေးကစနေသားသမီးတွေလို့ပေါ်ပါတယ်နော်အဲ့တော့စနေသားသမီးတွေဒါပထမဆုံးဒီတစ်ပတ်အတွင်းမှာအခြေကန္တနာပြောင်းလဲလေးတွေကဘယ်လိုမျိုးဖြစ်မလဲဆိုတော့လက်ရှိအခြေကန္တနာကအဆိုးကောင်းတွန်တွဲနေတာလေးတွေရှိတယ်အဆင်ပြေရတဲ့ရှိသလိုစိတ်ညားတဲ့အခါလည်းရှိရပေါ့ဘာမှောက်တဲ့ပြဿနာနေနေလဲကရောက်ခဆဖြစ်တာလေးတွေရှိမယ်အဲ့တော့ငယ်သူလေးတွေကတရားနဲ့တရားသုံးဝင်လို့စိတ်မချမှုတွေရှိမယ်တရားနဲ့တရားမမှန်တာလေးတွေထားတတ်ကြတယ်သူခေါ်မှကိုခေါ်မယ်သူပြောမှကိုပြောမယ်ပေါ့နော်အဲ့ကြောင့်အခြေကန္ နာလေးတွေကတော့ကစားပြပြစိတ်ဆိုးစိတ်ကောက်တာလေးတွေရှိမယ်တစ်ခါလေးဆက်သွက်ပြတာမခေါ်မပြောတာလေးတွေကြုံရနိုင်တယ်နော်ဒါပေမဲ့လည်းဂျားလူနော်ဒါဂျားလူတွေတငယ်ချင်းပေါင်းသင်းတွေပေါ့မိတ်ဆွေပေါင်းသင်းတွေဂျားဝင်ဆက်ဆက်မှုကြောင့်ပြန်ပြီးအဆင်ပြေတာမျိုးရှိမယ်အပြီးပိုင်းကွဲကိန်းပြက်ကိန်းတော့မရှိဘူးပြန်ဖြစ်လိုက်ပြန်ချိန်လိုက်ရှိမယ်ပေါ့နော်အဲ့တော့ဆက်သွက်ပြနေတဲ့သူတွေပြန်ရတာမျိုးနော်ဒါအဆင်မပြေတဲ့သူတွေပြန်ပြေတာမျိုးရှိမယ်တတလောဒီတစ်ပတ်တွေမှာခြေရကန်စရာကတော့ဆိုးကောင်းတွန်တွဲနေတဲ့ကန်ချမာကလေးဖြစ်ပါတယ်နော်အဆင်ပြေဖို့အတွက်နှင်းစီအနီအောင်ပေါ့နော်9 point နှင်းစီအနီအောင်9 point နွားနို့တက်ခွက်ကိုမိမိအိမ်ဖះမှာကတ် ပြီးတော့လို့ရဆူတောင်းခြင်းမြေကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါတော့ဒီတစ်ပတ်တွင်စနေသားသမီးရဲ့ခြေကန်သရာเนาะဒါကန်စတာကတ်လေးမှာပေါ်လာတဲ့ကန်ချမှာကတ်လေးတိုင်းဆင်မှာပြက်ပြက်ပြီးသွားတာဖြစ်ပါတယ် အဲ့တော့နောက်ထပ်ဖန်နေသားသမီးတွေရပါတော့အခြေခံသဏ္ဍာန်ပြောင်းလဲဖြစ်မလဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးပါမယ်အဲ့တော့ဒီတစ်ပတ်မှာတော့ဒါလူတိုင်းလူတိုင်းတော့အချစ်နဲ့မကင်ဘူးပေါ့နော်အချစ်နဲ့မကင်ဘူးဒါပေမဲ့ဒါငယ်သူလေးတွေအတွက်မေတ္တာရေးခံစားလေးတွေပေါ့နော်အဆိုးကောင်းလေးတွေတည်ရတာပေါ့နော်ဒါတစ်ပတ်တာအတွင်းမှာအဲ့တော့ဒုတိယနေသားအနေနဲ့နော်ဖန်နေသားလေးတွေလည်းဆိုတော့ဒီတစ်ပတ် ေါ်လာတဲ့ကန်ချမာကန်လေးပေါ့နော်တင်းနာသားသမီးတွေလို့ပေါ်ပါတယ်အဲ့တော့တင်းနာသားသမီးတွေအခြေအမြစ်တားရေးကန်ဒရာကန်လေးကိုကြည့်လိုက်တဲ့အခါမှာအခြေအခံနာလေးမှာဆန်းအလွန်ပွင့်နေပါလိမ့်မယ်နော်အဲ့တော့မမျိုးအစိတ်ဝင်စားတဲ့သူတွေအများပြားနေတာမျိုးကြီးရှိမယ်မမျိုး998မြစ်တားနဲ့တော့1500မြစ်တားနဲ့တော့ချစ်တဲ့လူခင်းတဲ့လူပေါ်တတ်ပါတယ်နောက်ငယ်သူလေးတွေမမျော်လင့်မဲနဲ့ရုပ်တဲ့အိမ်အောင်ကြသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်တဲ့နော်အဲ့လိုမျိုးအဲ့တော့မမျိုးအစိတ်ဝင်စားတဲ့သူတွေအများပြားနေတာမျိုးရွေးချယ်ခက်ခဲတာမျိုးကြီးရှိမယ်အချင်းဟောင်းကိုဆွန့်ပြီးတော့အချစ်တဲ့တော့ကူးပြောင်းတဲ့ကာလကိုရောက်ရှိတယ်တို့ပေမဲ့ ခြေသစ်ကိုပူပြောင်းနေတဲ့အချိန်မှာလည်းအခြေဟောင်းကိုသတိရနေတာမျိုးမေ့မရနေတာမျိုးတွေလည်းရှိနေတတ်ပါတယ်တဲ့ထို့ကြောင့်အခြေခံဓာတ်လေးမှာစိတ်ရှုပ်ထွေးမှုလေးတွေစိတ်ပြင်းမှန်းမှုတွေတော့အနှဲငယ်ကြုံတွေ့ရမယ်ဆန်းတော့ပွင့်နေရပါတော့ဒါပေမဲ့ကိုကဒီအခြေဟောင်းကိုလည်းမေ့မရနေသေးဘူးအခြေသစ်ကိုလည်းပူပြောင်းတဲ့အနေအထားမှာရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့ဒီချစ်သူဆောင်တွဲတဲ့အနေထားကချစ်သူထံမှလက်ဆောင်ပစ္စည်းရတာမျိုးသတင်းစကားကြတာမျိုးเนาะချစ်သူထံမှမမေချစ်သူရဲ့ဂယုဆိုင်မှုကျင်နာမှုလေးတွေရရှိတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်เนาะငွေသူလေးတွေအတွက်ရွေးချယ်ခ ခဲ့တာမျိုးတွေဂျုံရမယ်လို့ပေါ်ပါတယ်ဒီတစ်ပတ်တွင်းပေါ့နော်အဲ့တော့အခြေခံတာလေးပေါ့နော်အနှဲငယ်လေးတွေအနောက်ရှက်လေးတွေပေါ်မယ်ကြီးကြီးမားမားအနောက်ရှက်မဟုတ်ဘူးပေါ့နော်ထိုအနောက်ရှက်လေးတွေကတော့ကျော်လာနိုင်ပါလိမ့်မယ်အဲ့တော့ဒီတစ်ပတ်တွင်းမှာအခြေခံသရာအာကောင်းဖို့အတွက်ကြာစံကျော်လေးတစ်ပွင့်နော်ဖခင်မှာကတ်လူပေးပါငွေပန်း20ပွင့်ဖခင်မှာကတ်လူပြီးတော့လူရာဆူတောင်းခြင်းမြင့်ကန်ကောင်းခြင်းတွေရရှိအာမဖြစ်ပါတယ်နော်ဒါတော့တိရနာသားသမီးတွေရဲ့ကန်ကြမ်းမာလေးကိုဒါတဲတော့မှာပေါ်လာတဲ့အတိုင်းပြပြပေးသွားပါနောက်ထပ် နောက်ဆုံးပေါ့နော်တကက်အနေနဲ့ဗန်နီသားလေးရဒီတစ်ပတ်မှာအခြေကန္တနာပြောင်းလဲဖြစ်မယ်ဆိုတာဆက်ပြီးတော့ကြည့်ပေးမယ်နော်အဲ့တော့ဒီဒီဘက်မှာပေါ့နော်နောက်ထပ်ပြောင်းလဲဖြစ်တဲ့နေသားလေးဗုဒ္ဓသားသမီးတွေလို့ပေါ်ပါတယ်เนาะအဲ့တော့ဗုဒ္ဓသားသမီးရဲ့ဒီဒီဘက်မှာအခြေကန္တရာလေးကတော့ဒီကန်ဂျမာကန်လို့ကြီးလိုက်တဲ့အခါမှာ အဲ့နည်းနည်းလေးပေါ့နော်ဒီငယ်သူလေးတွေကတော့ဆန်းတော့ပွင့်နေပြင်မဲ့လဲเนาะဒါအခြေခံတာမှာစိတ်ညစ်ထားတဲ့အတွက်အနေငယ်စိတ်ပင်မဲ့မှုတော့ရှိမယ်မိမိချစ်သူကြောင့်စိတ်ပင်မဲ့မှုဖြစ်နေတာမျိုးကြီးကြုံမယ်ချစ်သူကကိုယ့်အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေတာမျိုးတွေပေါ့နော်စားလဲဒီစိတ်သွားလဲဒီစိတ်နဲ့အဲ့ရမိမိအခြေခံတာဒီမှာစိုးမိုးနေတတ်ပါတယ်တဲ့เนาะအဲ့တော့အခြေကိုပဲအဓိကပေါ့နော်စိတ်ညစ်နေတာမှုကြောင့်အခြေပိုင်းတွေမှာနည်းနည်းလေးပင်မဲ့နေတာမျိုးကြီးရှိမယ်เนาะအဲ့တော့ငယ်သူလေးတွေအတွက်ချစ်သူရည်စားမရှိသေးတဲ့သူတွေကချစ်သူရည်စားရလာနိုင်တာမျိုးတွေရှိမယ်ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေပေါ်လာတာမျိုးတွေကြုံရမယ်เนาะ နောက်ပြီးတော့အခြေခံသတာမှာပေါ့နော်ဒီချစ်သူဆောင်တွဲတွေအနေနဲ့ကအဲ့လိုနည်းနည်းလေးစိတ်ညစ်ထားတဲ့သူကတော့ပိုပင်မဲနာမျိုးတွေရှိမယ်။ဘာမဟုတ်တဲ့ပြဿနာနေတဲ့ခရောက်ကစားလေးတွေတဝင်းတိုးစိတ်မချမှုလေးတွေရှိနေတာမျိုးတွေတွေ့ရတယ်နော်။အဲ့တော့ချစ်သူကပေါ့နော်ကိုနည်းနည်းလေးပေါ့နော်ဒီအပေါင်းအသင်းများတာမျိုးနော်အပျော်ပါတောင်စားရှိတဲ့ချစ်သူတွေဆိုရင်ခရောက်ကစားလေးတွေရှိတာမျိုးအဆင်မပြေဖြစ်တာမျိုးနည်းနည်းလေးစိတ်သဘောထားကွဲလွဲမှုတွေကြောင့်အခြေပြဿနာလေးတွေနော်ခရောက်ကစားလေးတွေရှိလာနိုင်တယ်ပေါ့နော်။ဒါပေမဲ့ချင်းချင်းမမပြဿနာတော့မရှိဘူး၊ကိန်းပြက်ကိန်းတော့မရှိဘူးပေါ့နော်။နောက်ပြီးတော့ က်ဒီချစ်သူဆောင်ရဲတဲ့အနေနဲ့ပေါ့နော်မမျော်လင့်မဲ့မင်္ဂလာသတင်းကြားရတာမျိုးတွေကြုံတွေ့ရတတ်တယ်ဟောနော်ကိုကမင်္ဂလာသတင်းလေးတွေပြောရတာမျိုးဘဝရှေ့အတွက်တိုင်မီနှီးနှောရတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်ပေါ့နော်ဒီအဲဒီဒီဘက်ဒါဗုဒ္ဓသားသမီးတွေအခြေကန္တရာအပြောင်းလဲကလီမှာပေါ်တဲ့အတိုင်းဆင်မပြတ်ပြတ်ပြေးသွားတာဖြစ်ပါတယ်ရေဒီယာအနေနဲ့ပေါ့နော်မမိအိမ်ဖះမှာအာလူပေးရမယ်ဟာလီကတော့နှင်းစီအနီအောင်ဆယ်ပွင့်ပေါ့နော်ပွင့်ဖက်လေးတွေချွေပြီးဖះဆင်းတို့တို့အမှာပန်းမွေရခင်မီစုတောင်းပေးပါနော်ထင်းချက်ဆက်တက်ခဲဖះမှာကလူပီ လိုရာစုတောင်းခြင်းဖြင့်အခြေအကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะဒါတော့ဒီတစ်ပတ်အတွင်းမှာ အာပြောင်းလဲမှုတွေဖြစ်ပေါ်လာမဲ့ဒါနေသားသုံးနေကိုဆင်မပေါ်လာတဲ့ကြံစမကလေးတိုင်းပြပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပတ်ဒီမှာလည်းပယ်နေသားတွေရာပြောင်းလဲတွေဖြစ်မယ်ဆိုတော့ဒီကျွန်တော်တို့ဒီ YouTube channel လေးရာဗီဒီယိုလေးတွေကိုစောင့်မျှော်ပြီးကြည့်ရှုလို့ရပါတယ်အဲ့တော့ခနေသားများများအားလုံးလဲအဆဆအရာအဆင်ပြေမှုရှိကြပါစေမေတ္တာရဲ့အခြေအနေတွေမှာအေးချမ်းမှုရှိကြပါစေမိမိပေါ်မေတ္တာစင်မေတ္တာမဲနဲ့ချစ်တဲ့သူတွေ့ကြပါစေဘဝကိုအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်